တားတာတေးဥဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရပါပေါ့နော်တို့မန္တလေးကမျိုးရိုးကလည်းတပင်းမျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်တွေမာတွေကဆိုတော့အိဆွာထဲရာဆိုတော့အဲဝါဒနာပါတယ်တို့ပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမိမဖြစ်နိုင်ပတ်စံနေမဖြုံးနေဆိုပြီးတော့ပြောရတော့အမေပါပဲအော် ဲရှိသိကြလို့လေအဲ့တော့သူရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ရှင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲဟိုးဟမ်အဲ့မန္တလေးမှာမန္တလေးမှာတော့လေအမေအဲ့ပေါ်တော့ကောင်းပါဒါကတော့ကျွန်တော်ရဲ့မိမိပါတခင်မမပါ ဖေမမဆိုတာအမေပေါ့ဦးမမအောင်ဆိုတာအဖေပေါ့အမန်းလေးမှာဒီကတော့ကျွန်တော်လဲကျွန်တော်ဘွားရဲ့ပထမအဦးဆုံးဒီ sign နဲ့ဒီဆိုပြောပြရမှာဖြစ်တဲ့အကြောင်းမလို့အမေကိုလည်းကြည့်စေတယ်လို့ခေါ်လိုက်တာပဲကြည့်ကြရတယ်နေကြည့်ကြရနေလေးပါဒီပြောပြပါဦးအားနဲ့ပွတ်တရတဲ့ခါကြတယ်ရမ်းကြော်တော့ဆိုအရင်ကောင်းနေတယ်နောက်ဆုံးလို့အရင်ကောင်းနေပြီဆူပြရတော့ကဲအဲကျွန်တော်ဟိုမှာတော့မြန်မာဝေကင်းဆိုပြပါခင်ဗျာဒါပေမဲ့မြန်မာမြန်မာတန်စီလို sign white နဲ့အကြနာကတော့ပထမဦးဆုံးဆိုဆိုဆူပြရပါ ရမ်းပေါ့ဒီတက်တယ်ဘူးလဲကျေးဇူးတင်ပါတယ်လို့အားပေးကြတယ်နော်စိတ်မကူပါဘူးချစ်တာပဲလေနော်ချစ်တာပဲလေသူ့ကိုချစ်တဲ့ပြည့်တတ်တယ်ကိုလည်းချစ်တယ်လေသူက तू ကအကုန်လုံးရဲ့အမေ तू တဲ့ကိုးတဲ့ဆောင်တဲ့ကိုကမှဟိုအခါလေးကိုရိတဲ့ကိုပြန်စရယ် तू ကအကုန်လုံးမင်းသမီးနားပါဘာလဲအဲ့ဒါတော့ तू ပါ तू ပါပဲ तू ဝါဒနာပါတာ तू ပါ तू ဟုတ်ဘူးအမေကကျွန်တော်ကိုညင်းတာ ူကအမေကအသားကတေးဥဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံးလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပါပါရေဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးရမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်တွေမှာလည်းဆိုတော့အိစွာထက်ရဆိုတော့အဲဝါသနာပါရယ်ဒါပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမိမဖြစ်နိုင်ပတ်စံတွေမဖြုံးငယ်ဆိုပြီးတော့ပြောရတော့အမေပါပဲဟုတ်ကဲ့ဘာလို့အမေပေးရတာဘာလို့အမေပေးရလဲအဲ့တော့က ုက်လုံးအောင်ပါကိုနားမှာပဲရှိသိကြတယ်လေအဲ့တော့သူရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့အာဟောတယ်လေကိုကမပေးရတော့ဘူးတူတူပဲချင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲကိုဟမ်အဲ့မန္တလေးမှာမန္တလေးမှာတော့လေအမေအဲ့တော့ကောင်းပါ ောက်ဖြစ်တာပေါ့မိဘရေဘေးနားမှာရှိနေတာမိဘမဟုတ်ပါဘူးဖေလည်းဘေးနားမှာရှိနေအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲတွေနေဆိုသူကလို live တရားနေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးလို့ပြင်းညစ်လိုက်တယ်ဆိုလို့ရှိရင် तू ကခန်းနေဖုန်းခေါ်ပြီးဒါနှာခေါင်းကြီးယိုနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီးဆိုလို့ရှိရင်ပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုန်းဆက်တယ်အဲအဲ့ဒါတော့အဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်မအောင်မြင်သေးပါဘူး ောင်းတော့အောင်အောင်တော့မအောင်နေသေးပါဘူးစူးစမ်းနေစူးစမ်းနေတဲ့ခိုက်တန်လေးမှာနော်အခုလက်တော်ခါးနိုင်ရန်တော်ချင်းလက်ချင်းမှာပါ ။အော်သတင်းချုပ်မှာဒါချစ်ရဲ့လူကြီးမိဘကြီးအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါစေခင်ဗျာ။ကျွန်တော်တို့ဒီပွဲကြီးမှာခုလိုမျိုးဖိတ်ခေါ်ပေးစိတ်စပယ်ဘူးစိတ်တိုက်ကြီးလဲဒီချက်မကပို့ပြီးတော့အောင်မြင်မှုတွေထုတ်ရှိပါစေခင်ဗျာ။နေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းကြာချီထောင်ချီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေ။စိတ်ပွဲတွေလည်းများလို့ခွင့်ပါဟုတ်တယ်။ဒီလိုပဲစိတ်အရေးတွေးရတော့ပြောစရာမလိုပါဘူးခုတား။ ။ဒါနဲ့တော့စိန်စပယ်ဘူးစိန်တိုက်ရဆိုလို့ရှိရင်ဒီပေါင်း40ကျော်ရက်တည်ထားပြီးတော့ဒါပထမဒန်းစားစိန်နေနဲ့ပဲဒါအခုလိုမျိုးဖြစ်သေးဝါဝါနဲ့ရောက်ချပေးနေပါတယ်။အများအလုံးဝေယူအားပေးလို့ရပါတယ်ခင်ဗျာ။ရန်ကုန်မှာလည်းရှိရဲမန္တလေးမှာလည်းရှိရဲစိုင်းခွဲအများကြီးရှိရဲအဲ့တော့အားလုံးပဲဟိုစိန်ခွဲမယ်ဆိုလို့ရှိရင်တော့ဒါစိန်ကလေးပို့လို့ပဲတတိယပါခင်ဗျ။အင်း